လုံးမင်းမင်္ဂလာပါ Warren Pamish ပေါ်ရပမာပြန်လဲကြိုးစလိုက်ရပါတယ်ဒီနေ့မှာတော့ဆရာခတ်စော်ရေးသားတာနဲ့ရာကြီးမုံနဲ့ငွေတားကြီးဆိုတဲ့ Paralog ဇလန်တို့တွေဒီစပီးတပါဇလန်ကြီးမစားတပြီးကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ပြီး video တစ်တန်းသိအောင်လုပ်ဘေးကနေဒီခေါင်းလောင်းလေးကိုနေထားဖို့တောင်းဆိုချင်ပါတယ်ညာကြီးမုံနဲ့ငွေတားကြီး မြားကြီးမုံနဲ့မျက်နှာလေးကဝိုင်းဝိုင်းအသားလေးကအဝါဘက်တန်းနဲ့အဖြူမျိုးညနေတိုင်းညနေတိုင်းမှာယောဂီဝန်းဆက်လေးဝတ်ပြီးရှင်မုံတော်ဖရာဘတ်ဝွေဖို့စပင်းကလေးနဲ့ထွက်လာတတ်တဲ့မြားကြီးမုံချင်းခတ်နေတဲ့ဂီတာကျိုးညှိနေတဲ့ဘူကြီးတွဲနေတဲ့ကာလာသားတွေအတွက်တော့ဒီမြင်ကွဲဟာလေရင်းတတုပ်ပန်းတစ်ခုပါပဲအဲ့ဒီလိုမျိုး ရက်ွက်တွေကလူပြိုပေါက်လူပြိုလေးလူပြိုကြီးတွေအားလုံး မြာကြီးမုံရဲ့တိမ်မွမွေ့မြမဆဆဟန်လေးကိုရင်ဖိုခဲ့ကြပြီမြဲမြာကြီးမုံကတော့ရင်ဖိုတော့အတမ်းမခံခဲ့ပါဘူးကျွန်တော်လာဘယ်ပြောကောင်းမလဲဗျာရရင်တော့လိုချင်တာပေါ့ဒါမျိုးကအလကားပေးညင်းစရာမှမဟုတ်တာနော်မြာကြီးမုံကအိမ်တွင်ပေါ့ခုနပြောခဲ့သလိုတဏီကုန်းအိမ်တွင်ပုံပြီးညနေ9နာရီလောက်မှယောဂီဝတ်ဆောင်ဝတ်ပြီးစပိန်ကလေးနဲ့ဝေးရွတ်သွားတတ်တယ်ဗျာရည်သားကလိုက်ပြောပေါ့ဟုတ်လား ်ခမားစဉ်းစားကြည့်စမ်းပါဗျာယောဂီဝဇ္ဇနဲ့အင်ဒရီရရစပိန်လေးနေပြီးဝိယုဖို့ဖျားကိုသွားတဲ့မင်္ဂလိတယောက်ကိုဂျီတီရတာစကားလိုက်ပြောတဲ့ကောင်ကိုလူတိုင်းကယဉ်ကျေးမှုမရှိတဲ့ကောင်လို့ပြောမှာပဲအခက်မသိလို့ဟိုကလက်မခံရင်စိုးရင်ဝိုင်းလောက်မဲ့သကောက်သားတွေကလည်းအပေါ်သားကိုမြာနေမုံကလှတယ်ချောတယ်တီတီတယ်ယဉ်ကျေးတယ်ဘာသာတရားကန်ဆိုင်တယ်ဒီတော့ သူ့ကိုလိုက်ရတာခက်မဲ့ထင်ပြီးဘယ်သူမှချေရေးဆိုတယ်စပေးရဆိုတာမကြဘူးဒီလိုပဲလေဗျာမှွေလုံးဒီပန်းမနှမ်းဝင်ပြီတဲ့တိုနေကြီးတခြင်းလိုပဲပေါ့ဒီလိုနဲ့ပဲမြာကြီးမွန်အသက်26နှစ်လောက်မှာလောက်ကားကကြော်တက်ပါလေရောပြုလောက်ကားဆိုတာကဒီလိုရှိတယ်ဗျမြာကြီးမွန်မှာတူဒီတော့မြန်မာလေးရှိတယ်ငွေတာကြီးတဲ့မြာကြီးမွန်နဲ့ငွေတာကြီးကတိတ်ချစ်ကြတာ မင်းဟာလေးနမန်ကလည်းတရင်းစာနမန်တွေဆိုပြီးခမရပြုံးသွားမိတယ်ဟုတ်လားဒီလိုပြသူ့အဖေကအရင်ကကျွန်တော်တို့မြို့မှာတရင်းစာမဂ္ဂဇင်းတွေဖြန့်တာသူတို့ကထမင်းကျွေးထားတဲ့အလုပ်ကိုဂုံပြူတော့အဖေသူသမီးနှစ်ယောက်ကိုတရင်းစာမဂ္ဂဇင်းနမန်တွေပေးထားတာတဲ့ဟဲ့လူကတိကဖတ်မမင်းနဲ့ဗျာတားမွေးရင်တော့ဒီတို့တို့မြမအလေးတို့ပေးရင်လည်းပေးမှာပေါ့ဗျာငွေတားကြီးကသူ့အမများကြီးမုံကို အလှအရင်မှမမီပေမဲ့ချောချောလေးပါပဲ ဒါပေမဲ့သူကတော့မြာကျေးမုံလိုမျိုးအရက်အတီပေါက်ကြီးမဟုတ်ဘူးပေါပေါပါပါကောင်မလေးတယောက်လို့ဆိုလို့ရတယ်ဝိတာကြီးចောင်းပြီးတော့သူနဲ့ចောင်းတူတက်ခဲ့တဲ့ကောင်လေးတယောက်နဲ့အိမ်တော်ကြာသွားတာပါကျွန်တော်လားဘက်နဲ့ဗျာခလေးခလေးဆိုပြီးကြည်နေတာအပြုံဖြစ်ပြီးဟာဆိုပြီးတတိထားမိလို့စိတ်ကူးယုံရှိသေးနောက်တနေ့ငွေတာကြီးကလင်းလောက်လိုက်ပြီးရောမြာကျေးမုံတို့နေတဲ့အိမ်ကကျွန်တော်တို့ရက်ွက်ရဲ့တောင်ဆုံးမှာ ကျွန်တော်တို့နဲ့ဆို6အိမ်9အိမ်ကျော်လောက်ရှိမယ် သူတို့အိမ်ရဲ့ဘေးမှာအင်ဂျင်မရှိတော့ဘူးချုပ်ဘုတ်တွေထားနေတဲ့မီးလောင်ဝင်ကြီးပဲရှိတယ်အဲ့ဒီအိမ်မှာသူတို့အဖေဦးမြမောင်ရဲ့ဦးမြမောင်ညီမဒေါခင်ခင်တို့လင်မယားရဲ့မြာကြီးမောင်ရဲ့ငွေတာကြီးနဲ့သူ့ယောက်ျားမိသားစု6ယောက်နေကြတယ်ဒီလိုနဲ့ငွေတာကြီးလေးမှာကိုဝင်ရှိလာပါလေရောဟဲ့လူဂျာဖတ်မပြောနဲ့ဗျာအဲ့ဒီလိုနဲ့ဆိုတာဘယ်လိုဖြစ်တာလဲဆိုတာတော့ခမည်းဘာသာဖြည့်တွေးပေါ့ဗျာမြာကြီးမောင်ကကိုဝင်လွတ်ထားရတဲ့ ူညမာလီမွေတာကြီးကိုအရန်ကြီးဆိုင်တာအပြင်ကိုတော်ရုံမထွက်တဲ့ညာကြီးမုံဈေးတဲကိုကိုရိုင်းသွားဘိုင်ဖိုးအညီတွေဝယ်ကိုဝင်ဆောင်အားစေးတောင်းဝင်နေပေါ့အဲ့ဒီနေ့စနေမိုးကအပျော်မတရားရဲ့ညတူတူအကြီးတွေလိုမျိုးပဲညနေတခင်းကိုခတ်ဆွဆွီဖန်ဆာထားတယ်ကျွန်တော်တို့အိမ်တသမြင့်မှာတစ်ခွပန်းနေမဝေနေပေမဲ့ဝါစုရဲ့တက်တရီရမိတယ်ဆိုတော့အချင်းစာသားက FM မှာလာနေတော့ ကျွန်တော်ကလည်းဒီတချင်းစာသားတွေကအပြန်အသင်းစေမိုးမိတဲ့ငှက်လို့အမေလစ်မှလက်ထက်ရက်ဆိုင်လစ်ဖို့ချောင်းနေတဲ့အချိန်ပေါ့မိုးဖွဲ့ဖွဲ့ကြားမှာမြန်ကြီးမုံကစိုက်ကားတစ်စီးနဲ့ပြန်လာတာတွေ့တယ်တကူလို့ရှုပ်နေဘွက်တွေလူလို့စိုက်ကားနောက်မှာမြန်ကြီးမုံရဲ့အဖေဦးမြတ်မောင်ဦးမြတ်မောင်ကို မြန်ကြီးမုံကမှီထားတယ်သူတို့ကိုမြင်တော့အမေကအိမ်ထဲကနေလှမ်းမိတယ်မြန်ကြီးမုံစပိန်မောက်တာတဲ့ဘာမှတော့မဖြစ်ဘူးခေါင်းမွေးနေနေမူသားရုံပါပဲတဲ့ဘယ်ရမလဲ အမေမြကြီးမုံတို့တားဖားစီအာရုံရောက်နေတော့ကျွန်တော်လည်းမိုးကအသာဆွဲပြီးလက်ထိတ်ကတောက်လျှောက်ဆိုင်မှာ1ပတ်2ပတ်ဖို့ဘယ်ညာလေးထွက်ခဲ့လိုက်တာပေါ့နောက်တနေ့ကျွန်တော်အဲ့ရလို့တော့နေ့လယ်7:00နာရီသမင်းပွဲမှာတထောင်နဲ့တရရဲ့အမေလည်းကြီးနဲ့စာရဆောင်တင်ထားတာတွေ့ရပြတာအမေနိုင်ရင်သွားတယ်တထောင်နဲ့တရခါးသားလိမ့်ပြီးတစ်ဖက်ကြိုင်ထွက်တော့မှအမေသွားတာမြကြီးမုံတို့အိမ်မန်းသိရတယ် မြာကြီးမုံမနက်၄နိုင်လောက်ဆုံးသွားပြီတဲ့စပိမောင်တို့ကခေါင်းနဲ့ကြတာသွေးလည်းမထွက်၊ကွယ်လည်းမကွယ်တော့ဂယုမဆိုင်ပဲထားလိုက်မိကြတာမနက်၃နိုင်လောက်ကြတော့ခေါင်းမူးတယ်ခေါင်းမူးတယ်ပြောပြီး၄နိုင်မှဆုံးသွားတာတဲ့ကျွန်တော်ဖြစ်နှမျောလိုက်တာဗျာနှမျောเสียရဘူးဗျဘာကိုနှမျောတာလဲဟုတ်လားခမားကတော့လှုပ်ပြီးဟုတ်တယ်အဲ့ဒီဘာကိုပဲနှမျောတာလေဒါပေမဲ့မြာကြီးမုံကကျွန်တော်ကိုတန်ရုံးစင်ရှိပုံတော့ရပါတယ် ဘာလို့လဲတိလာဟဲ့လူသူအတုပမချားခင်ညကရှမ်းကုန်းပြီးဝိုင်းမှာကျွန်တော်2000လောက်နိုင်လိုက်တယ်လေကြည်စမ်းသူ့ကိုကျွန်တော်ကြိတ်ကြိုက်နေမသိလို့ကုညီပေးတာဖြစ်မယ်မေတ္တာရောင်ပြန်တယ်ဆိုတာဒါမျိုးထင်ပါရဲ့ကျွန်တော်လည်းကျေးဇူးတက်ပါတယ်ဖဲဝိုင်းကားထားကနီးအခေါင်းပြင်ထားတဲ့နေရာကိုသွားမြားချင်းမုံအလောင်းကိုကြည်ပြီးမူမူနဲ့ကျေးဇူးတင်စကားတော်ပြောခဲ့သေးတယ်အောင်မဲမျက်နှာလေးကတော့အရင်လိုလှတော့မဲ့ဗျ သူဝင်နေကြယောဂီဝန်ဆက်လေးနဲ့မြင်ရတော့ကျွန်တော်စိတ်ကဘာရဲ့မသိအုံအုံမှိုင်းမှိုင်းကြီးဗျာကနမဆိုရာမြကြီးမုံတို့မိသားစုအတွက်တော့လက်စိုးတကောင်ရဲ့စနစ်တကျချိန်စာလို့အတိတ်ပဲဖွင့်မယ်ဆိုဖွင့်နိုင်မှာပါမြကြီးမုံဆုံးပြီးနှစ်ပတ်မလည်သေးဘူးသူညီမငွေတားကြီးကလည်းခလေးမွေးမွေးနိုင်ပဲဆုံးသွားတယ်ငွေတားကြီးဆုံးတာမှကျွန်တော်မျက်စိရှိတဲ့ဆုံးတာကျွန်တော်မျက်စိရှိတဲ့ဆိုတာကဒီလိုဗျကျွန်တော်တို့မိသားစုက ရက်ွက်ထဲမှာရေးဆက်ထောင်ထားတာပါ ကျွန်တော်ကအမေပတ်စံဒီတိုင်းဖြုံးရင်လူအထင်သေးမှကြောက်လို့ကို့အတွက်လည်းဘိုင်းငွေရ အမေလည်းလူငါခေါ်ရတတအောင်ရက်ွက်ထဲရေပိုက်ဆွဲပြီးရေလိုက်ထည့်ပေးတယ်ဗျရက်ွက်ထဲမှာမီလာမတူထရလာရေထဲမဲ့လေတိုင်ကြီးကိုဖွင့်ကရေထဲမဲ့ရေရေအလုံးပြည့်စေတာအဲ့ဒီကတုံးကခစ်စားခဲ့တဲ့အာဇာနည်တခြင်းအလိုက်ကိုဖျက်ဆိုပြီးညမီလာတွေဆိုကျွန်တော်ရေလိုက်ထည့်ပြီပဲအဲ့ဒီညကလည်းမီကမိုးချုံမှလာတယ် ရက်ွက်တဲကအိမ်နိုင်ကရေလာထဲဖို့ပြောလို့ကျွန်တော်ရေပိုက်ဆွဲပြီးရေထဲဖို့ထွက်လာခဲ့တာပေါ့အချိန်ကည9:00ကျော်ပြီဝီတာယီတို့အရှိကလေဘင်းကားတစ်စီးထွက်လာပြီးကျွန်တော်ဘေးကဖြတ်သွားတယ်ကားပေါ်မှာလည်းဦးမြမောင်ရောသူညမဒေါခင်ခင်တို့နေမရရောအရက်ဝမ်းဆွဲဒေါ်လက်နေရောပါတယ်ကျွန်တော်ရှေ့ခလန်လက်ရောက်တော့ဒေါခင်ခင်ကအောင်းကိုတယ်ဦးမြမောင်ကကားကိုရက်ဖို့ပြောတယ်ကျွန်တော်လည်းဘာကူညီရမလဲဆိုပြီးကားစီပြေးသွားလိုက်တယ် ကားပေါ်မှာဖြူဖြောနေတဲ့မျက်နှာလေးနဲ့ငွေတားကြီးသွေးတွေတအားဆင်းပြီးကလေးမမွေးနိုင်လို့ဆေးရုံကိုအသွာအခုလမ်းမှာပဲဆုံးသွားတာတဲ့ငွေတားကြီးအလောင်းကိုစောင်းထဲမှာပြီးကျွန်တော်ရဲ့ဦးမြမောင်ရဲ့သူ့ယောက်ျားချမ်းသာရဲ့သူ့အိမ်ကြီးတဲပေးလိုက်ကြပါတယ်ကလေးရောလူကြီးရောအသက်မရှင်ရှာပါဘူးကန်ဆိုးလိုက်တဲ့ညီမပါဗျာငွေတားကြီးဆုံးတော့ဦးမြမောင်ဘုံကြီးဝတ်သွားတယ်ငွေတားကြီးယောက်ျားလဲသူ့နယ်သူပြန်သွားတယ် ဲ့ဒီအိမ်ကြီးမှာဒေါခေခေနဲ့သူ့ယောက်ျားဦးမင်းနိုင်တို့နှစ်ယောက်တည်းကျန်ခဲ့တာပေါ့ဒါပေမဲ့နှစ်လလောက်ပဲကြာပါတယ်ဒေါခေခေတို့လည်းအဲ့ဒီအိမ်ကြီးကိုတောက်ခတ်ပြီးဦးမင်းနိုင်အမေအိမ်ကိုပြောင်းသွားကြတယ်အေးလေသူတို့လည်းဒီမှာနေဟိုညီမကိုတတိယနေမှာဆိုလို့နေမှာပေါ့ဇလန်းကဒီမှာနေမပြီးသေးဘူးဗျစိတ်တော့မပြတ်သွားနဲ့အခုမှစမှာရဲ့ညာကျင်းမုံနဲ့ငွေတားကြီးဆုံးပြီး၃လလောက်ကြာမှကျွန်တော်တို့လမ်းထဲဒေါ်လုံးတို့အပြိုကြီးညီမတွေကသူတို့ပြင်တော်အိမ်လေးကိုဖျက်ပြီးတိုက်ဆောက်တယ် အဲ့ဒီတော့တိုက်ဆောက်ပြီးတဲ့ဘယံဆရာတွေကိုမြို့ပေါ်ကမခေါ်ပဲသူတို့ရွာဘက်ကဆွေမျိုးနီးစပ်ဘယံဆရာတွေကိုခေါ်တဲ့ဘယံဆရာတွေကသူတို့အရှိကွက်လက်နဲ့လမ်းမြောင်းနဲ့ဘေးလေးမှာယာယီတဲလေးထိုးပြီးညိုက်ကြတာပေါ့ဗျာဘယံဆရာကြီးကဥစိန်ရိုးတဲ့ညညဆိုသူတို့ကလည်းတဲလေးအထက်မှာအမီးတွေချက်ပြီးခွက်ပုံးကိကြတဲ့ကိုဗျာကျွန်တော်ကလည်းຫນွေရသည်ဆိုတညာလုံးနှီးပါရေလိုက်ထည့်ရတာဆိုတော့ ပိုင်လေးဆွဲပြီးရေမောင်းလိုက်ပြီးရင်သူတို့တဲတဲ့ဝင်ပြီးအမီကောင်းကောင်းနဲ့မောင်းလိုက်လို့ရင်အဖွဲကျနေတာပေါ့တခါတလေလဲသူတို့ပင်ရဒဲလီမှာပဲကျွန်တော်အိပ်ပျော်သွားတတ်တယ်တနေ့တော့ကျွန်တော်ဟိုဘက်ရက်ကော့မှာအုတ်ကန်တကန်ရေဖြည့်ပြီးပြန်လာတယ်အင်းညနေနိုင်လောက်တော့ရှိပြီညဒီမုံတို့အိမ်ရှိရောက်တော့ပင်ရဆရာကြီးဥစိန်ယုံနဲ့သူတပည့်နေအောင်ရောင်းလေလေလုံနေရတွေ့တယ်သူတို့တိုက်ဆောင်နေတဲ့အပြိုကြီးအိမ်နဲ့ညာကြီးမုံတို့အိမ်ကြားထဲမှာတောလင်းအိမ်လောက်ခြားသပြား ကျွန်တော်လဲဒီလူတွေဘာလို့ဒီညရောက်နေတာလဲမသိငါတာနဲ့အမေးလိုက်တယ်။ဟေးဦးစိန်ရိုးတို့ခမရတို့ဒီညဘာလောက်တာလဲ။ဩရေစရာလေးပါလား။ဒီလူပါဗျာဒီနားမှာဟိုးကလေးမိဘွားတွေဘယ်ရှိလဲမသိဘူး။အာမရှိပါဘူးဗျာဦးစိန်ရိုးဗျာဘယ်နဲ့ဒီနားတော့ဝိုက်မှာအကုန်အပြိုလေးတွေပဲရှိသေးတယ်ဗျ။ခမရနဲ့မူးမချွတ်ဖွဲ့လွဲပါစီဗျာ။ဟိဟိ ကျွန်တော်ကပျောက်ဆက်ဆက်နဲ့အရှုံးဖောက်လိုက်ပြီမဲ့ဦးစင်ယူမျက်နှာကတော့တစ်ခုခုကိုစဉ်းစားနေပုံပါပဲမဟုတ်သေးပါဘူးရေစရာလေးရခုနကျွန်တော်အဲ့နေတော့ဒီနေရာကိုကောင်မလေးတယောက်ဝင်လာတယ်ဗျကျွန်တော်ကိုလုံလို့ပြီဦးလေးတို့ကူညီပါဦးကျမဟိုဘက်ထိုင်အင်ကပါညီမလေးမိမဖွားနိုင်လို့ဆေးရုံပို့ခြင်းလို့ဝိုင်းကူပါဦးဆိုပြီးဒီဘက်ကိုပြေးထွက်သွားလို့ကျွန်တော်လည်းဒီကောင်နှကောင်ကိုနိုးပြီးအဲ့ကောင်မလေးနောက်ကနေလိုက်လာတာဒီနားရောက်မှပျောက်သွားလို့ ။အာပြကျွန်တော်စပိန်တွေထောင်ထားပါပြီ။ကြောရဲကတော့အေးကနေစိတ်တက်သွားတယ်။ဟုတ်တယ်အကိုလေး။ဘဘစိန်လို့တော့ကျွန်တော်လည်းထားပြီးလိုက်လာတာ။ယောဂီရောအညိုဝန်းဆက်နဲ့အမပြ။ဒီဘက်ပြေးထွက်သွားတာ။အခုဒီနားလေးရောက်တော့ဘယ်ဝင်သားမှန်းကိုမသိဘူး။အိမ်ဝဲကုန်လုံးလဲတိတ်ဆိတ်လို့ဦးစိန်ရောတပည့်လေးကဝင်ပြောမှကျွန်တော်မြကြီးမုံတို့အိမ်သားကထွက်ပြေးနေတဲ့ပုံပေါ်သွားတယ်။ယောဂီရောအညိုဝန်းဆက်တဲ့ဘက်နဲ့ ။မြာညင်းမုံမသားတော်ကယောဂီဝတ်စုံကြီးမျက်စိတည်းပြင်းမိမိတာပေါ့။လာပါဦးစိန်ရိုးရာခမားတို့မူးကြောင်ကြောင်နဲ့ဘာတွေရှောက်မိနေတာလဲဗျာ။လာလာတဲမှာကြံသေးလားဗျာ။ကျွန်တော်တစ်ခွက်လောက်ကြည့်ချင်သေးလို့။မပြေးုံတမဲခြေလန်းတွေနဲ့ဦးစိန်ရိုးလက်ကိုဆွဲပြီးကျွန်တော်မြာညင်းမုံတို့အိမ်သားကအမြန်ဆုံးလစ်လာခဲ့လိုက်ရတယ်။ဦးစိန်ရိုးဆိုတာလေဒီရက်ကွက်ကမဟုတ်။မြာညင်းမုံတို့ညီမကိုလည်းတည်သူမဟုတ်။ညာဒီတကောင်လေဒီကိစ္စကထားနောက်เสียမှာမဟုတ်။ ဘာဖြစ်ဖြစ်ကျွန်တော်အိမ်ညကဘူးလဲဘူးကြောင်လဲကြောင်ကြောင်မူးကြီးဖြစ်ပြီးပင်ရဆရာတဲမှာပဲအိပ်ပစ်လိုက်တယ်ပြီးရောဦးစိန်ရိုးတို့ကိစ္စဖြစ်ပြီးကလေးကကျွန်တော်ခုပဲရက်ကွက်မှာညဘက်ရေထည့်ရမယ်ဆိုရင်မြကြီးမုံတို့အိမ်ရှိတဲ့လမ်းဖြတ်ကနေမဖြတ်တော့ပါဘူးခိုးဘက်လမ်းထိပ်ကပဲပတ်ဖြတ်ပါတော့တယ်တိတ်မကြပါဘူးမြကြီးမုံတို့အိမ်ကိုလူငါးတွေရောက်လာတယ်ဗျခရိုင်ရဲမှုရဲ့တမီးလင်မယားလို့ပြောတာပဲညကစားလင်မယားနဲ့ရောက်၆လစာတို့ချုပ်လိုက်တဲ့ ူတို့ပြောလာမှာပဲအဲ့ဒီအိမ်ကညစုံမီးတွေလင်းထိန်သွားတော့တယ်ကျွန်တော်လည်းအဲ့ဒီတော့မှညက်တကောင်ရေထဲရင်အဲ့ဒီအိမ်ဘက်ကပြန်သွားရဲတော့တာဩခမည်းနဲ့ညကစားဆိုတော့သူတို့လည်းညင်းတဲ့တကောင်မအိပ်လောက်ဘူးထင်တယ်လေဗျာမကြပါဘူးအဲ့ဒီလင်မယားအိမ်ပြောင်းသွားကြတယ်သူတို့ပြောစကားရတော့ညညကြမိမတယောက်ညီးတဲ့နေကြရတယ်တဲ့ပြီးတော့အရှိမလည်းမိမတယောက်ကအမြဲတမ်းလမ်းလျှောက်လိုက်ငုံတုတ်ထိုင်နေလိုက်တယ်အိမ်ကိုလည်းခဲနဲ့ထူးရဆိုလား

သူကတနေကုန်ရက်ဆိုင်မှာနေတယ်။ညမိုးချုပ်မူးသွားမှဒကြီးတွေရိုင်နဲ့အဲ့အိမ်ကိုပြန်တကားဖွင့်ထိုးလိုက်တာပဲ။ဒါနဲ့ကျွန်တော်လည်းဘွားတော့ကိုတိခောက်ကြည့်တယ်။မင်းအဲ့တော့ဘယ်လိုနေလဲပေါ့။ဘယ်လိုနေရမလဲအကိုရ။ရောက်တာနဲ့ကြုံလဲထိုးပြီးအိတ်တာပဲ။ပြီးတော့မိုးလင်းသွားတာပဲ။ဘာဖြစ်လို့လဲ။ဒီညီမကဘွားတော့ကိုတော့တိတ်ချောက်လန့်ပုံမရ။သူတို့ကပဲမချောက်လန့်တာလား။ဟိုငပူးကပဲချောက်တာကိုမသိတာလားပေါ့။ဟော့။ ပြောလို့မှမဆုံးသေးဘူးတညာသား12နာရီထိုးလို့ရှိမယ်လူတယောက်ဆူဆူဝါးဝါးအော်ပြီးပြေးတယ်ကြားလို့ကျွန်တော်တို့ကတခိုးထင်ပြီးထွက်ကြည့်လိုက်တော့ဂွမ်တုံအင်းကြီးရောပစိုးရောပါမလာဘူးသူ့ပဲမြစ်လေးတလန်တလန်နဲ့ဝါဖိုင်မိုက်ကိုလုံးကြီးကိုမနိုင်တနိုင်သိရင်ပါဇက်ကဝူဝါးတွေအော်ရင်ပြေးလာတာဗျာကျွန်တော်တို့လူငယ်တွေကတခိုးထင်လို့ထားပြီးတော့မှဂွမ်တုံမှတီးတော့စောင်းနေပစိုးနေတော့ဝိုင်းအုပ်ပေးပြီးသူ့ကိုဥစိန်ရိုးတို့ပယံတဲတဲကိုပဲခေါ်လာလိုက်တယ် မောင်နှုတ်ပါဇက်ကလည်းပါတီတက်ကြီးပါတီတက်ကြီးလိုပဲသွေးယူသွေးနဲ့អော်နေတယ်။ကွမ်းတို့ပြောပြတာကညာကသူကရေချင်းကပ်ပြီးအိမ်တကားကိုဖွင့်ပြီးခြံတော်ထဲဝင်ခဲ့တယ်တဲ့။ဒါပေမဲ့ညရာဒီအပူချိန်ကအေကိုဟော့အပူချိန်နဲ့ရောထွေးနေလို့အင်းကြီးချွတ်အိမ်လည်းမရ။ဒါနဲ့ပဲကွမ်းတို့လည်းခြံတော်ကိုဖြုတ်ပြီးဝင်ရံသားမှာသွားထောင်ပြီးဖြာကြမ်းခင်းအိတ်နေတဲ့ သူအိတ်နေတော့မှာခြံအောင်ပေါ်ဂဲရီဇက်တက်ကြလာလို့ကြီးလိုက်တော့အရှေ့ဝရန်တာမှာယောဂီဝန်ဆန်တဲ့မိမတယောက်ကသူ့ကိုမျက်တော့ညီနေကြည့်နေတာရဲ့သူလည်းမကောင်းတဲ့အမျိုးသမီးအောင်မေ့လို့ကလော်ဆဲပစ်လိုက်တယ်သူကလော်ဆဲပြီးခြံအောင်နဲ့ပြန်အဝင်သူ့ခြံအောင်ချင်းမှာဗကြီးတဲ့မိမတယောက်ငုတ်တုတ်ကြီးရဲ့ဗျာဒါနဲ့သူလည်းဝရန်တာကနေကြော်ပြီးခုံစင်ပြီးပြေးလာတာအစိုးရမပါလာဘူးတဲ့ ဂွမ်းနုတ်စကားဆုံးသွားတော့မှဥစဉ်ယူလေလွန်ခဲ့တဲ့ညကတူကြုံခဲ့တာဘာဆိုတာတည်သွားပုံရတယ်အဲ့ဒီအိမ်ဘက်ကိုကြည်ပြီးကျွန်တော်ကိုပခုံးတွတ်ပြရတယ်အဲ့ဒီနေ့ကစားလို့ပေါ့တရက်ကလုံးကိုကျွန်တော်လိုက်ကြည့်ညာလိုက်တယ်ညနေ6:00နာရီကျော်ရီလာမထည့်ပြတော့ဘူးလို့ဟုတ်တယ်မတော်ကျမညီမလေးခလေးမမွေးနိုင်လို့ပါရှစ်ဆိုမခတ်ပေဘူးလားမိမိဒီ OG လည်းမဟုတ်ရက်လက်တယ်လည်းမဟုတ် တကယ်လို့စီးပွားရေးသိတောင်းချမ်းပြီးတကောင်ကျော်ရေလိုက်ထက်နေနေလဲတူနာပြုတာဖွားတင်တန်းလေးပါလိပြည့်တက်ပြီးမှလိုက်ထက်လို့အဆင်ပြေပါလိတော်ကြတဲ့ရဲမနဲ့တွေ့ပြီးသူညမတဲ့ရဲမကိုကလေးမမွေးပေးနိုင်လို့ဂုံချိုးပြီးတတ်နေမှဒုက္ခမဟုတ်လားဗျာဘာပဲဖြစ်ဖြစ်လေတယောက်နဲ့တယောက်အရင်တယောက်နဲ့ကြည့်တဲ့မြားကြီးမုံနဲ့ငွေတားကြီးညီမနှစ်ယောက်အဲ့ဒီတယောက်စီအစွဲလန်းကြောင်မဲ့မကျွတ်မလွတ်နိုင်သေးကြတာကိုတွေးမိတိုင်းတရားကြမိတယ်ကဲမိတ်ဆွေ ခမရဒီယောဂတဲ့ကိုအတိပြောင်းလာတာဆိုတော့ညတကောင်တစ်ခုခုမှာ ကျမညီမလေးကလေးမမွေးနိုင်လို့ကိုကြီးပါအောင်လို့ဒါပြောတဲ့ယောဂီရောက်ဝမ်းစက်မင်းကလေးကိုတွေ့ပြောပြလိုက်ပါကျွန်တော်ကိုဖဲနိုင်အောင်လုပ်ပေးလို့ကျွန်တော်ကကျေးဇူးတင်နေပါတယ်လို့